အနိုင်ကိုကိုတည်တည်တတ်တတ်အတွင်းယူပြီးပေါ်တူဂီကို Nation League Final ပို့ဆောင်ပေးလိုက်တဲ့စေဂျီရိုနယ်ဒိုပရိသတ်များလုံးပဲမိန်လားများရွှေရိုအိုင်ဘတ်ကွန်ရှင်ကို online အကြံကနေပြန်လဲကြိုးလိုက်ပါရင်စေဂျီရိုနယ်ဒိုကတော့လှုပ်ချလိုက်ပြန်ပါပြီတပတ်တမျိုးမယိုးအောင်တရင်ကောင်းစီးတွေဖန်ပြီးပေးနေတဲ့စေဂျီဟာအခုလည်းပေါ်တူဂီလေဝင်းစင်အတွက်သူရဲကောင်းဖြစ်ခဲ့ပြန်ပြီဖြစ်ပါရင်အသက်40ကျော်အရွယ်ကစားသမားမှဟုတ်ရဲ့လားလို့မေးယူရလောက်အောင်ရန်ဒိုရဲ့ဘောလုံးပေါ်ပေးဆက်လို့စေကငယ်မူငယ်သွေးကြွနေတော့ပါပဲလက်ရှိပေါ်တူဂီလေဝင်းစင်အစုအဖွဲ့နဲ့ရန်ဒိုတို့ကအသက်30လောက်ပြန်ဖြစ်မယ်ဆိုရင်ဘာပြောကောင်းမလဲလို့တော့ပြောရမှာပါ အခုတော့ရေဒိုကအသက်၄၀ကျော်ပြီဖြစ်ပေမဲ့သူစွမ်းသလောက်လောက်ပြနေတော့ပေါ်တူဂီအတွက်သူရဲကောင်းဆန်ပေးနေတော့ဖြစ်ပါရင်ထိတ်တန်းစစ်မှဒီချေစွမ်းဒီနေထားနဲ့ဒီအသက်ရမှာကစားနိုင်နေဆိုတော့ရေဒိုမော်လို့လောက်ပြနိုင်တာဖြစ်ပါရင်ဒီဘက်မှာပြန်ပြန်အသင်းကလည်းလက်ရှိဥရောပရဲ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ဂျာမနီပါဂျာမနီကိုပေါ်တူဂီတို့အနိုင်ပြတာနှစ်ပေါင်း25နှစ်ထိရှိနေပါပြီရေဒိုကလည်းဆိုပါမှတ်တမ်းစုကိုသူ့ရဲ့အနိုင်ကိုနဲ့ချိုးဖျက်ပေးခဲ့တာဖြစ်ပါရင်ဂျာမနီကိုလည်းနိုင်ဖိုင်နယ်ကိုလည်းတက်ဆိုတော့တစ်ချက်ကုန်နှစ်ချက်ပြန်ပြောစရာဖြစ်ခဲ့ပါပါရင်ရန်လိုနေနဲ့လည်းရင်းစင်တဲ့အတူနောက်ထပ်ဖလားလုံးရယူနိုင်မှုကအနည်းဆက်ဆုံးအနေထားနဲ့ရောက်လာခဲ့တာမျိုးလည်းဖြစ်ပါရင် ဂျာမနီကပြည်မှာပုံမကောင်းမွန်တဲ့အသင်းဖြစ်ခဲ့ပြီးကိုရနိုင်မဲ့အခွင့်အရေးတွေလည်းအများအပြားဖန်တီးနိုင်ခဲ့တာပါဒါပေမဲ့အခွင့်အရေးတွေကိုအတုံးချနိုင်စွာကင်းမဲ့ခဲ့တာကကိုတေရင်းကိုတူးတူလို့ဖြစ်ခဲ့ပါတယ်ပြည်မှာပေါ်တူဂီအသင်းဟာချိန်ဆမြင့်နေခဲ့ပြီးဂျာမနီကိုပါကိုလည်းမမေရရမချိန်ချောင်းနိုင်ခဲ့ဘူးဖြစ်ပါတယ်ဒီလိုနဲ့ဒုတိယပိုင်းအစမှာဂျာမနီတို့ဥဆောင်ကိုရသွားတော့ပေါ်တူဂီတို့ရှုံးမိထင်းခဲ့တာပါဂျာမနီတပ်ဥဆောင်ကိုတော့ကင်းမဲ့ရှက်ဖန်တီးပေးမှုကနေလီဗာကူစင်ကွင်းလေလို့ Florian Risk ကကောင်းတိုက်သွားခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ဥဆောင်ကိုပေးလိုက်ရပြီတဲ့နော်ပေါ်တူဂီအသင်းဟာကစားတက်လာခဲ့ပြီးလက်ချက်ပွဲကစားအချိန်တွေကိုစိုးမိုးလာခဲ့ပါတယ်ပွဲချိန်63မိနစ်မှာပေါ်တူဂီတို့အခြေပါကို းပြန်လည်ရရှိခဲ့ပြီးဒီရက်ရဲ့ပေးပို့မှုကလည်းကွန်ဆယ်စီကဆွဲပြေးကံသွင်းယူသွားခဲ့တာပါပေါ်တူဂီတို့အနိုင်ကိုတော့တိမ်မချခင်မှာရရှိခဲ့ပြီးဘန်ဒက်စကခင်းမင်းမှုကလည်းရော်နယ်ဒိုကအသေးသေးတက်တက်နဲ့သူ့ပုံစံတိုင်းအဆုံးတက်ခဲ့တာဖြစ်ပါရင်လက်ချံပွဲအစားအချိန်တွေမှာတော့တစ်ဖက်နဲ့တစ်ဖက်ဂိုးသွင်းနိုင်ခြင်းမရှိခဲ့တာကြောင့်ပွဲက နဂိုဒဂိုနဲ့ပဲပေါ်တူဂီကိုအနိုင်ရသွားခဲ့ပါတယ်ပေါ်တူဂီနေနဲ့ဖိုင်နယ်မှာစပိန်နဲ့ပြင်သစ်တို့နှစ်သင်းကအနိုင်ရတဲ့အသင်းနဲ့တွဲဆုံရမှာဖြစ်ပါတယ်အခုလိုအနိုင်ကိုသွင်းယူနိုင်ပြီးတော့ရနဒိုဟာ Nation League မှာ9ဂိုးတိသွင်းယူထားနိုင်ခဲ့ပြီးဂိုးသွင်းပြင်ဆူရဖို့အတွက်ရေပန်းစားနေပါတယ်ရယ်ရဲ့ကစားသမားဘွာလေးစင်သွင်းကိုရေအတွက်ကလည်းစုစုပေါင်း136ဂိုးတိရှိလာခဲ့ပြီးဖြစ်ပါတယ် ရနယ်ဒိုအားလေးရင်းစင်ဘောလုံးတမိုင်းတစ်ချောင်းအကောင်းဆုံးဆန်ရည်တွေကိုတင်ထားနိုင်သူဖြစ်ပါတယ်။သူကလေးရင်းစင်ဘောလုံးတမိုင်းရဲ့ပွဲများဆုံးစားမှာ219ပွဲ၊လေးရင်းစင်ဘောလုံးတမိုင်းရဲ့နိုင်ငံတကာနိုင်ပွဲများဆုံးစားမှာ133ပွဲ၊တင်းကုန်များဆုံးစားမှာ136ကိုအစားရှိတဲ့ဆန်ရည်တွေကိုတင်ထားတာဖြစ်ပါတယ်။ရဲဒိုအားအသက်30နောက်ပိုင်းပေါ်တူဂီအတွက်စစ်သူပေါင်း85ကိုတွေ့ယူထားပြီးဒါဟာအင်မတန်ကိုမများတဲ့ပမာဏဖြစ်ပါတယ်။ဥပမာအဖြစ်ပြောမယ်ဆိုရင်ဘရာဇီးနိုင်ငံစင်တမားရဲ့ထာဝရဂိုးတင်များဆုံးစားမှနေမှာဆိုရင်89ကိုအင်္ဂလန်ကဟယ်ရီကိန်းက82ကိုဂျာမနီကမီဆိုကလိုစီက82ကို ။ဆီဒင်ကဇလာတန်အီဘရာဟီမိုဗစ်က62ကိုပြင်သစ်ကအိုလီဗီယာဂီရူက58ကိုနယ်သာလန်ကဗမာစီက90အီတလီကဂီဂီရီဘာက35ကိုဟာထက်ဆိုင်ရလေးစင်အတင်းနဲ့ဂိုးများဆုံးသိမ်းယူထားတဲ့ကစားသမားတွေပါဒါပေမဲ့သူတို့ရဲ့ကစားသမားဘဝတသက်သာလေးစင်အတင်းကရန်ဒိုရဲ့အသက်30နောက်ပိုင်းသွင်းကိုချက်တောင်မှနေပါနေတာဖြစ်ပါတယ်ရန်ဒိုကတော့ရန်ဒိုပါပဲပါမများဗီဒီယိုလေးကလောက်ပါပဲနောက်နေ့မှလည်းအကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချိုးလိုက်ရပါတယ်ခင်ဗျာ